application management function ကိုစမ်းကြည့်ကြရအောင်ပထမဆုံး project ထဲကိုဝင်ပေးပါမြန်ပြထားတဲ့ toolkit ထဲကိုသွားပါ ပြီးရင် application management ကိုနှိပ်ပါ add rule ကိုနှိပ်ပြီးနှစ်သက်ရ name တစ်ခုခုပေးပေးပါ select ကိုနှိပ်ပါ entertainment နဲ့မှာအသုံးပြုခွင့်ကန့်သက်လို့ရတဲ့ app တွေကိုရွေးနိုင်ပါတယ် time range ရဲ့နေရာလေးကိုနှိပ်ပေးပါပြီးရင်တော့ add template ကိုနှိပ်ပြီး name တစ်ခုခုပေးပေးပါ time range ထဲမှာတော့ကန့်သက်လိုတဲ့အချိန်ကိုရွေးပြရပါမယ်။ဒါပြီးရင်တော့ကိုယ်တိုင်သတ်မှတ်ခဲ့တဲ့ route ကိုရွေးပြလိုက်ပါ။နောက်ဆုံးအဆင့်အနေနဲ့ IP address မှာထပ်ပြီးရွေးပြရပါမယ်။ save လုပ်လိုက်ပြီဆိုတာနဲ့ application management function ရပါပါပြီเนาะ